2008ဖွဲ့စည်းပုံပြင်ဆင်ရေးအတွက်ပြည်ထောင်စုလွှတ်တော်မှာဆွေးနွေးနေရမှာတက်မတော်သားကိုစလဲရီကကန့်ကွက်နေတာကြောင့်တက်မတော်သားလွှတ်တော်ကိုစလဲ25ရာခိုင်နှုန်းကိုလွှတ်တော်တွေကနှုတ်ထွက်ပေးဖို့ကြောင်းသားတွေကဒီကနေ့ရန်ကုန်မြို့မှာဆန္ဒပြခဲ့ကြပါတယ်။ RFA သတင်းနောက်မဝေမာထွန်းတင်ပြထားပါရှင်။ ကျွန်မအခုရောက်ရှိနေတဲ့နေရာကတော့ရန်ကုန်မြို့တိန်ကြီးစေးစီယုံရှိပဲဖြစ်ပါတယ်ဒီနေရာမှာဆိုရင်တက္ကသိုလ်ကျောင်းသားများတက်မကတက္ကသကကျောင်းသားတွေဟာ2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်မှုအတွက်ဆန္ဒပြတောင်းဆိုကြမယ်ဆိုပြီးတော့တည်ထားပါတယ်ကျောင်းသားတွေဆန္ဒပြမှာဖြစ်တဲ့အတွက်လုံခြုံရေးရဲဝန်တန်းခမန်းအင်အား90လောက်ကဒီနီနာတဝိုက်မှာနေရာယူထားကြပါတယ်သတင်းတောက်တချို့လည်းရောက်ရှိနေတာကိုတွေ့ရပါတယ်ရှင်好 စ်သား25ရာခိုင်နှုန်းထွက်ရှိရေးအတွက်ကိုကျွန်တော်တို့အဓိကဒီနေ့ဟိုအဓိကထားပြီးကျွန်တော်တို့ဆန္ဒပြရဲဆန္ဒပြပွဲပါ။အားကြောင့်လဲဆိုတော့ဒီကျွန်တော်တို့နိုင်ငံမှာအခွင့်ဒုခံလူရန်းစားဒီတစုဒီနိုင်ငံတွေမဟုတ်ဘဲနဲ့လွတ်တော်ထဲမှာပါသာဝင်ရောက်ပြီးတော့ခြေလှယ်နေရသည်ကျွန်တော်ဟိုဒါဒီဘလုံးမဒီမိုကရေစီလို့ပြောလို့မရတဲ့အခြေအနေမျိုးကျွန်တော်ရောက်လာပြီ။နောက်ပြီးတော့ဟိုလွတ်တော်ထက်စာလို့တက်မတော်တက်မတော်စစ်တက်လို့ပြောရတဲ့ဆိုင်အဲ့တက်မတော်မှာရှိတဲ့ကာကွယ်ဦးစီးချုပ်တယောက်တည်းရဲ့ဆုံးမဲ့ချက်နဲ့ဟိုလှုပ်ဆောင်နေခြင်းက ဒါဒီပို့ပြီးတော့အခွင့်တူပို့ပေးထားတာကိုကျွန်တော်တို့ရောက်တယ်လို့ကျွန်တော်တို့မြင်တယ်အဲ့တို့ကြောင့်ကျွန်တော်တို့လွတ်တော်တဲ့25ရာခိုင်နှုန်းထွက်ရှိသွားဖို့အတွက်ကိုကျွန်တော်တို့ဒီကနေ့ဟိုပြတဲ့ဆန္ဒပြပွဲပါအခုစားခုတည်းမယူထားတဲ့အတွက်အခုတော့တည်ရမယ်ဒီမှာအခုဓာတ်မြစ်ပေးမယ်ဓာတ်မြစ်တော့ပြောဆိုဖို့တောင်းတော့ကိုတို့ကရောက်တယ်မြို့နယ်အနေနဲ့ကိုတို့ကမြို့နယ်ဆုံးဖြစ်တဲ့အတွက်လာရောက်တားမယ်ပြီးရင်ရဲတပ်ဖွဲ့ကနောက်အခုပြောမယ်အစ်စ်တင်ပြောမှာပေါ့နော် င်းသားတွေက2008ဖွဲ့စည်းပုံခြေခံဥပဒေပြင်ဆင်ရေးပြည်အောင်စုလွှတ်တော်မှာဆွေးနွေးနေကြတာကိုမကြေလည်တဲ့အတွက်အခုလိုဆန္ဒပြကြတာဖြစ်ပါတယ်။ကျောင်းသားတွေကတိုင်ကြီးစိတ်စီယုံရှိကနေစုလိခမ်းမတိတွားရောက်ဆန္ဒပြကြမှာဖြစ်ပါတယ်။ဆန္ဒပြဖို့အတွက်လာရောက်တဲ့ကားကိုဒီအနော်ရထာလမ်းမှာရဲတပ်ဖွဲ့အင်အား20လောက်ကပိတ်ပင်ထားတာကိုတွေ့ရပါတယ်။ကျွန်တော်ဆက်သွားမယ်ကျွန်တော်ဆက်သွားမယ်ပြောပါဦး ့ဘူးဘာလို့ဖွေးနေလဲမင်းတို့ချက်သွားရင်ချက်

လွတ်တော်ကနေလစ်လို့ရှုပ်ခဲ့တယ်လစ်လို့ရှုပ်ပြီးတော့ကျွန်တော်ငခိုတွေကမလို့ကျင်တော့တဲ့အချိန်တွေကိုပြန်ရောက်တဲ့အပိုင်းဖြစ်သွားတယ်အဲ့ဒီဟာကျွန်တော်တို့မကျေနပ်ဘူးပြီးတော့ဘယ်သူမှလည်းသူတို့ရွေးကောက်မထားဘဲနဲ့လွတ်တော်ထဲမှာအခမ်းအနားဝင်ထိုင်နေတဲ့စစ်သားကိုယ်စားလှယ်တွေသူတို့ဆိုကျွန်တော်တို့လုံးဝမလို့လားဘူး ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်ဖို့အကြောင်းသားတွေဟာတင်ကြီးစစ်စီယုံရှိကနေပြီးတော့မြို့တော်ခမ်းမရှိအထိလာတဲ့လမ်းတစ်လျှောက်မှာတော့ရဲတပ်ဖွဲ့အင်အားတွေကနှစ်ကြိမ်တိုင်တိုင်ပိတ်ဆို့တားမြစ်ခဲ့ပါတယ်။ဒါပေမဲ့အကြောင်းသားတွေဟာဖောက်ထွက်ပြီးတော့မြို့တော်ခမ်းမရှိကိုရောက်ရှိလာကြပါတယ်။မြို့တော်ခမ်းမရှိကိုရောက်ရှိလာတဲ့အချိန်မှာတော့လွတ်တော်တွေကနေပြီးတော့တက်မတော်သားလွတ်တော်ကိုယ်စားလှယ်တွေနှုတ်ထွက်ပေးဖို့အကြောင်းသားတွေကဟောပြောခဲ့ပါတယ်ရှင်။ကောင်းတာလေခေါ်ရိုက်ခိုင်းတာ Come on, Chris, you don't got